က်နေမဲ့အမီရောတတိယလားရတော့ရတော့တတိယတော့တတိယတော့ဒီတမ်းများအဲ့တမီးရကန်ကောင်းပါလေကျွန်တော်တို့လိုဒီလိုမျိုးဟိုမြို့အဆွန်ရက်ွက်အဆွန်လေးရအကြောင်းလေးမှာကျွန်တော်တို့လိုမနေခဲ့အောင်လေအဲ့လိုမနေခဲ့အောင်လေကျွန်တော်ចောင်းကောင်းကောင်းထားရတယ်ဟုတ်အဲ့တွဲတော့ကုန်ယူရပေါ့ကုန်ယူတာပေါ့ကုန်ယူတာပေါ့ကုန်ယူတာပေါ့ကျွန်တော်မေးလေကျွန်တော်တက်ကုန်ယူတယ်ပဲကျွန်တော်ဒီចောင်းလေးမှာသာနေခဲ့တယ်ဒီចောင်းမှာကျွန်တော်နှစ်တိုင်းစုရတယ် နတန်းနေမလဲဆူရသုံးတန်းနေလဲဆူရလေးတန်းနေလဲဆူရဟိုဘက်ကြောင်းရောက်တော့လဲကျွန်တော်တောက်ချောက်ဆူရတယ်စာရီစာကုန်းတွေဆိုလို့ရှိရင်လည်းကျွန်တော်ခရိုင်အစ်မြို့နယ်စင်အဲ့လိုမျိုးတွေဆူရဆိုတော့ဟုတ်ဆက်တော်ရှိလားပေါ့ကလေးရှိပါတယ်ရှိတယ်အကိုကြောင်းကြောင်းလေးစားဘလိုလိုက်နိုင်တာလေအဲ့ဒါကြွားလာအကိုမေးပြလိုက်ဒီရွာမှာကျတော့မေးစရာဆိုစားပဲရှိတာဆိုတော့လေအင်းအင်းတော့မဘောလီဘောပုံနေဘောလီဘောသူတို့ဘောလီဘောပုံနေကြောင်းတက်နေမဲ့တမီးရောတတိယလား ရတော့ရတော့သတိရတော့သတိရတော့ဒါပေမဲ့သမီးလေးကကံကောင်းပါလေကျွန်တော်တို့လိုဒီလိုမျိုးဟိုမြို့အဆုံရက်ွက်အဆုံလေးရအကြောင်းလေးမှာကျွန်တော်တို့လိုမနေခဲ့အောင်လေအဲ့လိုမနေခဲ့အောင်လေကျွန်တော်ចောင်းကောင်းကောင်းထားရတယ်ဟုတ်အဲ့တော့တော့ကုန်ရတယ်ပေါ့ကုန်တာပေါ့ကုန်တာပေါ့ကုန်ရပေါ့ကျွန်တော်မေးလေကျွန်တော်တက်ကုန်တယ်ပဲကျွန်တော်ဒီចောင်းလေးမှသာနေခဲ့တယ်ဒီចောင်းမှာကျွန်တော်နှစ်တိုင်းဆူရတယ်နှစ်တန်းနေမလဲဆူရသုံးတန်းနေလဲဆူရလေးတန်းနေလဲဆူရဟိုဘက်ចောင်းရောက်တော့လေကျွန်တော်တောက်ချောက်ဆူရတယ်စာရီစာကုန်းနေဆူလို့ရှင်တယ်ကျွန်တော်ခရိုင်အစ်မြို့နယ်အစ်အဲ့လိုမျိုးတွေဆူရဆိုတော့ဟုတ် ဆက်တော်ရှိလားကိုကလေးရှိပါတယ်ရှိတယ်အခုအကြောင်းအကြောင်းလေးစာဘယ်လိုလိုက်နိုင်တာလဲအဲ့ဒါကြွားလာအခုမေးပြလိုက်ဒီဘက်မှာကျတော့မေးဆက်ဆိုတော့စာပဲရှိတာဆိုတော့လေอืมတော့မဘောလီဘောပုံနေဘောလီဘောသူတို့ဘောလီဘောပုံနေကျွန်တော်တို့ဟိုပေါ့တောင်တကောအမကနှစ်ရေပရမအူဆုံး ဆရာကတော့ပဲပေါ့ဟုတ်ကျွန်တော်ကဒီကြောင်းလေးမှာ2တန်း3တန်း4တန်းတက်ခဲ့တော့ဒီရဆရာမကျွန်တော်ဆရာမအဲဆရာမတို့အေးသက်ဖိတ်တာနဲ့လာတာပါဟုတ်အခုဒီနေ့လဲအမမတော့ဒါပြင်ရှူတင်တန်းသွားမှာဒါပေမဲ့လာပြင်အောင်လာတာဘာလို့ဆိုတော့ကျွန်တော်2တန်း3တန်း4တန်းကျွန်တော်ရတော်တော်ဆော့ဆော့ဘွားအစိပ်ပိုင်းနေဆိုတော့လာကျွန်တော်တီးတန်းအောင်တက်တက်ထွက်လာရှူတင်ပြောပြီးထွက်လာအဲ့တော့ကျောင်းမှာလည်းခုနကကြည့်ရတလားအတိမဲ့ဆိုလည်းတိတ်မတွေ့ဘူးပေါ့။တိတ်မတွေ့ဘူး။ကျွန်တော်လည်းတယောက်မှလည်းမသိတော့ဘူး။ပြီးတော့လည်းကျွန်တော်ထင်တာဆရာကတော့ပဲဆိုတော့ကျောင်းသွားတဲ့အများကြီးငယ်တကယ်ချင်းနေလည်းအဲ့လိုမျိုးပြန်တွေ့ရမှပြောစရာ အဲအဲ့လိုလို့ထင်တာဒါပေမဲ့ဒါပရောအောင်လို့အချိန်လုပ်တဲ့ပွဲအမှတ်လို့လဲပေါင်ဝင်လေးចောင်းသားတွေသိမသိတော့ကျွန်တော်လည်းသိတဲ့တကယ်ချင်းတော့တယောက်မှမပေါင် channel ကျွန်တော်လည်းတိုင်းကျွန်တော်လည်းပြတ်တိုင်းတကယ်ချင်းတော့သိမတွေ့ခဲ့သိမတွေ့တယ်မဟုတ်တွေ့ကိုမတွေ့တာတွေ့တော့မှတ်မိကြမှာလည်းမှတ်မိမှာသူတော့ကျွန်တော်သိနေပေါ့ကျွန်တော်မှတ်မိဒါပေမဲ့ဟိုမိန်းကလေးနှစ်ယောက်ကတော့နှုတ်ဆက်တယ်အငငယ်တော့လည်းနွားလူသီးတောက်တဲ့ဘာညာဝအဲ့လိုမျိုးနှုတ်ဆက်တဲ့တကယ်ချင်းတယောက်ကတော့ကျွန်တော်ရေးတိတိမှတ်မိဘာလို့ကြာပြီလေးနှစ်တန်းနဲ့ဆိုတော့ခုပဲကျွန်တော်27လောက်ဖြစ်နေပြီဆိုတော့အော်အဲ့မအရက်ရှိတာပေါ့ အရက်ရှိတာရှိမယ်ပြီးရင်အဲ့လိုရှက်ရှက်တက်တယ်ခေါင်းခေါင်းကြီးငုတ်ပြီးတော့အဲ့လိုလူရှိသူရှိရောက်လို့ရှိရင်အဲ့လိုခေါင်းကြီးငုတ်ပြီးအဲ့လိုနေတဲ့ကလေးတယောက်ပေါ့အဲ့လိုအဲ့လိုမျိုးပေါ့အဲ့ဒါလူကြောက်တာလားဒါမှမဟုတ်ចောင်းသစ်ပြောင်းလာတော့တချို့ဆိုအဲ့လိုမျိုးပြောင်းတာရှိတယ်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ចောင်းသစ်ပြောင်းတော့လည်းပါတယ်ចောင်းသစ်ပြောင်းတော့လည်းပါတယ်နောက်တစ်ခုကကျွန်တော်ငယ်ဘဝတည်းကကျွန်တော်မှဟိုတင်ငင်းချင်းမရှိဘူးတင်ငင်းချင်းမရှိတော့အိမ်မှာပဲကျွန်တော်ရှိမယ်ကျွန်တော်ညီမလေးရှိမယ်အိမ်မှာကျွန်တော်အိမ်မှာငသစ်ဆိုတဲ့ចောင်းကြီးတစ်កောင်ရှိတယ်ဒါပေမဲ့မိုးလင်းလာရင်ကျွန်တော်အဲ့ရနိုးလာမယ်ဆိုငသစ်ကကျွန်တော်ဝင်နိုးမယ်ကျွန်တော်ចောင်းကြီးက နိုးမယ်ဆိုကျွန်တော်ညမနဲ့ကျွန်တော်လေးနေ့လောက်ကတော့ကျွန်တော်မှဆော့เสียအဲ့ကြောင်တကောင်ရှိမယ်ပြီးရင်အိမ်ကနွားတွေမွေးထားတော့အိမ်မှာနွားတွေရောဘဲတွေရောအဲ့လိုမွေးထားတော့နွားနို့ကကျွန်တော်မနေ့တိုင်းတော့အရက်ရှိတာအကြောင်လဲပါမယ်မနေ့တိုင်းနွားနို့တော့ပြီးရင်နေခင်းမယ်လဲနွားနို့ပဲထမင်းနဲ့ဟင်းတော့သိမဆောင်နွားနို့နဲ့ထမင်းနဲ့စားတာများတယ်ပြီးရင်အဲ့ကြောင်နဲ့ဆော့ဒါပဲဆိုတော့အဲ့ရနေပြီးတော့ဒီဘက်မျိုးတခုကိုရောက်လဲရောက်လာတကယ်ချင်းလည်းမရှိဘူးဆိုတော့အကြောက်တက်တာလဲပါတယ်အဲအဲ့လိုပေါ့ခေါင်းကြီးငုံပြီးတော့အမြဲအဲ့လို ထိတ်တဲ့စကားမပြောရဲဘူးအဲ့လိုအဲ့လိုခလေးတယောက်အဲ့တော့ကြောက်တက်တော့ဖျက်ချောက်ခံရမှာပေါ့အများနဲ့ဖျက်ချောက်ခံရတယ်ပြီးတော့ဘေးမှာကျွန်တော်နဲ့ထိုင်နေတယ်ကျွန်တော်ဘေးရကောင်ကအဲ့တော့နှစ်တန်းအကြောင်းသားကျွန်တော်ဘေးရကောင်ကကျွန်တော်ခြေောက်ပေါ်အီးဒီပါချတယ်အတူတူတက်ပါတော့မို့သူလည်းခလေးကိုနှစ်တန်းသာခလေးကိုကျွန်တော်အဲကျန်းကနန်လည်းပေါ့နဆက်မလာနန်လည်းပဲပဲကောင်ပေါက်ချလည်းမသိဘူးဘာညာပြလည်းပဲကျွန်တော်ကျွန်တော်ပုံမှာသူပါချနေရောက်သိတယ်အဲ့တော့ကျွန်တော်ပြောဖို့ကျွန်တော်ကြောက်ဘာလို့လုံငါ့ကိုလောက်တာလဲကွာသူပြီးတော့ကျွန်တော်မပြောရဘူးကြောက်ပြီးတော့လေအဲ့တိုင်းကျွန်တော်ဩပြဿနာပဲဆိုအဲ့တိုင်းကျွန်တော် အဲ့လိုမျိုးမှတ်မဲ့ရကျောင်းမှာဆိုနောက်ဆုံးပါကျွန်တော်အရက်ရှိတော့နောက်ဆုံးပါပဲထားရတယ်။ဒါကျွန်တော်ကျွန်တော်တက်ခဲ့တယ်နေရဟုတ်တယ်။အဲ့တော့ဒီလိုမျိုး white ဘုံမျိုးပဲအဲ့တော့ black ဘုံကြီး။ဆောက်တယ်မို့အမဲကြီးလေအဲ့လိုမျိုး။နောက်တည်းကဖိုးစားခဲ့တယ်။မစားတော့စားတော့အဲ့တော့ကျွန်တော်လိုအရင်အနိုင်အနိုင်ကျင့်အနိုင်ကျင့်တော့မဟုတ်ဘူးကသူတို့လည်းခလေးဆိုဆော့တာဒါပေမဲ့ဆော့တော့ကျွန်တော်အေးတော့ဘာမှမတုံ့ပြန်လေသူတို့ကတုံ့ပြန်အောင်ပြန်ပြန်လှုပ်လေဆိုတော့ကျွန်တော်နည်းနည်းဖိအားပေးသလိုဖြစ်လာတာတည့်ရလဲကြောက်မေမေဝယ်ပြီးတဲ့ကိုမဘူးလေးအဲ့ကို အတင်းဝိုင်းလူဘာညာသူဘောပင်နေလဲဆွဲချစ်ဓာတ်နေဆွဲချစ်ဘာညာလို့လဲတော့ကျွန်တော်မလုပ်ပါနဲ့လို့အဲ့လိုပြောတာမလုပ်မလုပ်ပါနဲ့လို့ငါကမလုပ်ပါနဲ့လို့အဘေလိုလေးတော့ကောအဲ့ဒီကအစွာဆုံးကောင်တကောင်ဟိုကျွန်တော်ဘာမှပြောညာပြောနဲ့မလုပ်ပါ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 နဲ့ဆိုပြောနေကျွန်တော်ကြွေးတယ်ဟိုခဲတယ်နဲ့အဲ့ဒီကကြောက်ပြီးတော့ဘယ်သူမှကျွန်တော်အဲ့လိုမဆန်ရတော့ဆိုတော့အဲ့ဒါကနည်းနည်းလွဲသွားနိုင်တဲ့ဟာတစ်ခုပေါ့နော်ကလေးတယောက်ရဲ့ဘဝမှာလေအဲ့လိုနည်းနည်းကို အရင်အေးလုံးပြီးအရင်ငြိမ်လုံးတဲ့လူတွေကိုလည်းတိတ်ပြီးတော့ဟိုလေတခြားကလေးတွေကအဲ့လိုဖိအားပေးလို့ရှိရင်သူ့ရဲ့ပြန်တုံ့ပြန်တဲ့ဟာအရင်များသွားတတ်တယ်ဆိုတော့လေအဲ့အဲ့ဒါလေးတွေကဘာပြောဟိုစင်ကြရမယ့်ဟာလေးပေါ့အဲ့ဒီတုန်းကဒီကြောင်းလေးမှာပဲကျွန်တော်အဲ့လိုပေါ့ဟို2010 2011လောက်မှာအဲ့လိုမြန်မာပြည်မှာပထမဆုံးဝတန်ရုပ်ရှင် flin short flin ပြိုင်ပွဲလုပ်တော့အဲကျွန်တော်အမှန်တမ်းပြောရင်အဲဒီ shop line ပြိုင်မဲ့ဝင်ပြိုင်တာမဟုတ်ဝင်ပြိုင်မှုရိုက်တာမဟုတ်ကိုယ့်ကိုယ်ပဲဒီမြောက်ရီရုပ်မြင်သံကြားကျွန်တော် producer producer အနေနဲ့ပတ်စံထုတ်ပြီးတော့အဲ့ဒါကို shop line ရိုက်တာ အရိုက်တဲ့ကောင်ကိုပရိုဂျူဆာကြိုက်တော့ဝတန်ရုပ်ရှင်ပြိုင်ပွဲလို့တော့မင်းဝင်ပြိုင်ပါလားဘာညာဆိုတော့သူတို့ကိုယ်တိုင်ကဝင်ပြိုင်လိုက်တော့အမှဆူရတာဂုံးဆောင်ဆူရတာအဲ့ကားလေးကကျွန်တော်ဒီဒီကြောင်းလေးမှာရိုက်တာပေါ့နော်တောင်တဘောအမကနှစ်ဒီကြောင်းလေးမှာရိုက်တာဆိုတော့ဒီကြောင်းကငယ်ဘောကျွန်တော်ငယ်ဘောအဖြစ်ပြက်တွေရိုက်တာတော့မဟုတ်ဘူးအရင်ခေတ်တုန်းကရုပ်ရှင်ပင်တိုင်းဥဇော်ခင်အဲ့ဥဇော်ခင်ကြီးကဒီကြောင်းလေးတွေကြောင်းလေးတွေမှာမူလာတဲ့ကြောင်းလေးတွေမှာခလေးတွေကိုလိုက်လိုက်ပြီးရုပ်ရှင်ပြတဲ့ရုပ်ရှင်သေးကြီးပေါ့နော်တစ်ခါချင်း flame လေးတစ်ခါချင်းငါးမှုတစ်ချက်ပေါ့အဲ့လိုမျိုးကြီးတဲ့ရုပ်ရှင်သေးကြီးရဲ့ဒီကြောင်းလေးတွေမှာရှိတဲ့ခလေးလေးတွေရဲ့ဈာမှာရှိရဲ့ အတက်ချ်မန့်ပေါ့အဲ့အဲ့အဲ့လေးကိုရိုက်တဲ့ကားလေးပေါ့ဒီကြောင်းလေးမှရိုက်တာဟုတ်နာမည်လေးကဘယ်လိုပေးခဲ့ကားနာမည်ကရုပ်ရှင်သေးကြီးဟုတ်နောက်ပိုင်းတော့ကျွန်တော်ဒီကြောင်းမှာအဲ့လိုဘယ်လိုပြောမလဲထူးထူးခြားခြားအဖြစ်ခဲ့တဲ့အဲ့လိုဟာမရှိတော့အဲ့လိုမျိုးတော့ထက်ရိုက်ဖို့တော့မရှိဘူးဒါပေမဲ့အဲ့ဒီကားလေးထဲမှာလည်းကျွန်တော်ဘာပြောကျွန်တော်တက်ခဲ့တဲ့ကြောင်းလေးကိုဘယ်လိုပြောမလဲဟိုကျွန်တော်ဂျေးသူဆက်တယ်လို့လေးဖြစ်သွားတော့လေနည်းနည်းတော့ကျင်းတဲ့ပြည်ပြည်ဖြစ်တယ်ဒီကြောင်းလေးကပဲကျွန်တော်စုငယ်ဘဝတော့လည်းနှစ်တန်းသုံးတန်းလေးတည်းမလို့ကျောင်းမှာလည်းစုရခဲ့တယ်လို့ကျွန်တော်ဒီရုပ်ရှင်လောကရောက်တော့လည်းဒီကြောင်းလေးမှာလာပြန်ရိုက်တဲ့ short film လေးကဘာပြော ဟိုစုရတော့အဲ့လေးရတော့အမှမရပါဘူးဟုတ်ဘာပြောကျွန်တော်တို့ဒီတောင်တကုန်အမကနှစ်ကျောင်းလေးမှာကျွန်တော်နဲ့အဲ့လိုပါလေအဲ့လိုနှစ်အတူတက်ခဲ့တဲ့ကျောင်းသားတွေရှိတယ်ဒီအင်တာဗျူးလေးလွယ်ကြည့်ရတယ်ဆိုလို့ရှိရင်လည်းကျွန်တော်ပြန်ဖိတ်ပါတယ်ဒါကျောင်းရဲ့ပထမဦးဆုံးအကြိမ်ဆရာကတော်ဝဲဆိုတော့နောက်ထပ်ဒုတိယအကြိမ်ဆရာကတော်မှလည်းကျွန်တော်တငယ်ချင်းတွေနဲ့ပြန်ဆုံးကြပါတယ်ဒီနေ့ကတော့မဆုံးလဲရအောင်ပေါ့နော်ပြီးတော့ဒီရာသီဥတုအခြေအနေကြောင့်ဆရာကတော်ဝဲကိုကျောင်းမှာမလုံနိုင်မဲ့တဲ့ကျွန်တော်ဒီနားအနည်းဆုံးမှရှိတဲ့ဒီဓမ္မယုံလေးမှာပဲလုတ်ဖြစ်ခဲ့တယ်ပေါ့နောက်နေ့နေကြလို့ရှိရင်တော့ဒီရက်ဆရာမကြီးတွေလည်းဒီကျောင်းမှာပဲအခမ်းအနားလုတ်မှာဆိုတော့ကျွန်တော်နဲ့အဲ့လိုတူတက်ခဲ့တဲ့ကျောင်းသားတွေရှိလို့ရှိရင်လည်း ဖိတ်ခေါ်ပါတယ်ကိုကဘယ်ဘိုးကဘယ်လိုအခြေအနေပဲရောက်ရောက်ကိုနေခဲ့တဲ့ဒီအာမကနဲ့တောင်တကုံအကြောင်းလေးမှာကျွန်တော်တို့ပြန်ဆုံကျင်ပါတယ်အဲ့လိုကျွန်တော်ဖိတ်ခေါ်ပါတယ်ဟုတ်ကျေးဇူးပါကျေးဇူးပါညီလေး